မင်္ဂလာပါခင်ဗျာဒီနေ့မှလည်းကျွန်တော်ဝိုင်းလူအခြေခံပုံစံတွေကိုပဲတွက်ချက်သမားဖြစ်ပါပထမဆုံးပုံစံလေးကတုံညကို import အဖြစ်မဝင်မချင်း import ပေးလို့ရမည် import ပေးလိုက်တော့ဂိမ်းများလည်းမှာ၃နှစ်ဆလုပ်ပြပြီး၃ဆနစ်နဲ့ဆလုပ်မပြတော့ဂိမ်းများအောင်တော့ print ထုတ်ပေးပါနောက်ဒီမှာဆိုရင်တော့ကုနေရှင်ဘနာခုရှိလဲဆိုတော့နောက်နှစ်ခုရှိရပထမတစ်ခုကတုံညလို့မရိုက်မချင်းတော့ import ထည့်နေရမယ်အဲ့ဒီအဆင့်အောင်မြင်သွားမှာတော့ဘာထက်လောက်အောင် 3နဲ့စားလို့ပြတ်ပြီး3နဲ့ဆက်နှစ်နဲ့စားလို့မပြတ်တဲ့ဂိမ်းတွေကိုကျွန်တော်ပရင်ထုတ်ပေးရဒီမှာဆို5ဆိုရင်တော့3နဲ့ပြတ်လာမပြတ်ဘူးမပြတ်တဲ့အတွက်ထုတ်ဆရာကိုအကြောင်းမရှိဘူး4ဆိုရင်တော့3နဲ့စားလို့ပြတ်တယ်ဆက်နှစ်နဲ့ပြတ်လာမပြတ်ဘူးဆက်နှစ်ဆိုရင်3နဲ့လည်းပြတ်တယ်ဆက်နှစ်နဲ့လည်းပြတ်တယ်အဲ့ဒီအတွက်ကျွန်တော်ထုတ်လာမထုတ်ဘူး24ဆိုရင်လည်းဟိုမထုတ်ဘူး30ဆိုရင်ကျွန်တော်ထုတ်တယ်30ဆိုရင် ၃နဲ့တော့စားလို့ပြတယ်၁၂နဲ့စားလို့တော့မပြတ်ဘူးအဲအကြောင်းမလို့ကျွန်တော်တို့ကထုတ်တာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီပု္ပ္ပာလေးကိုတော့တွက်ကြည့်လိုက်ရအောင်တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဟို၃ညမရိုက်မချင်းတော့ဝင်းနေရမှာဖြစ်တဲ့အတွက်ကျွန်တော်အန်လေးကိုကျွန်တော်ဆက်ဆလာခြင်းဗလာပေးလိုက်တယ်ဗလာဘာလို့ပေးလဲဆိုရင်၃ညမဟုတ်တဲ့ဂိမ်းတစ်ခုခုပေးရမှာမလို့ပြီးတော့ရင်ကျွန်တော်အန်လေးနဲ့အင်ပို့ပေးလိုက်မယ်အင်ပို့ပေးလိုက်ပြီဆိုရင်ကျွန်တော်ပထမတစ်ဆင့်အောင်မြင်သွားပြီ ဘာဖြစ်လို့လဲဆိုတော့၃ညမပေးမချင်းတော့ဝင်လို့ရနေမယ်အဲ့အချိန်နေပြီးမှကျွန်တော်တို့ကဘာလုပ်ရမလဲ၃နဲ့စားလို့ပြတ်ရမယ်၁နှစ်နဲ့စားလို့မပြတ်ရဘူးဆိုလိုတာ၃နဲ့စားလို့ပြတ်လဲဆိုတာနှုတ်ဝင်လိုက်တဲ့အန်ဆိုတဲ့ဂိမ်းလေးက၃နဲ့စားလို့ပြတ်တယ်ဆိုတာကျွန်တော်စားလိုက်လို့အကျွန်း၃ညဖြစ်တယ်ဆိုတာပြတ်တယ်ဒီအချိန်နေလည်းဖြည့်ရမယ်အန်ဆိုပြီးတော့တော့နှစ်ခုတစ်လုံးကကျွန်တော် ုဖြစ်နေတဲ့အခြေအနေမှာမှကျွန်တော်တို့ကယူမှာဖြစ်တဲ့အတွက် operator အန်ကိုသုံးတယ်ပြီးသွားရင်အဲ့အန်လေးကိုစနစ်နဲ့စားလို့အကျွန်းရတုံညမဖြစ်ဘူးဆိုမဖြစ်ဘူးဆိုတာစားလို့မပြတ်တဲ့ဟာကိုပြောပါအဲ့အချိန်မှာမှကျွန်တော်ပြန်ထုတ်ပေးမယ်ဆိုပြီးတော့ပြောဟုတ်ပြီနော်ဒီပုံစံလေးကိုနော်တွက်ကြည့်လိုက်အောင်ဟုတ် example 32 EAAMBI example 32ဆိုပြီးတော့ရေးလိုက်မှာဟုတ်ပြီကျွန်တော်ဒါဆိုရင်နော်5 ငါဆိုရင်တော့မထွက်ဘူး။ဟုတ်ပြီတော့ကိုကိုဆိုလည်းတော့မထွက်ဘူး။ဘာလို့လဲဆိုစနစ်အကိုဆိုထွက်မှာ။ကိုဆိုဘာလို့ထွက်မှာလဲဆိုစနစ်နဲ့စာရင်မပြတ်လို့။ဟုတ်ပြီကျွန်တော်ဒါ30 30ဆို3နဲ့စားလို့တော့ပြတ်တယ်။စနစ်နဲ့စားလို့ပြတ်လားမပြတ်ဘူးတော့ထွက်မယ်။ဥမာ24 24ဆိုရင်တော့364 384 27 384 24ပြတ်တယ်။ စနစ်နဲ့လည်းပြတ်တယ်အဲအကြောင်းမလို့ကျွန်တော်မထွက်ဘူးတုံးရရိုက်လိုက်မယ်နော်အမ်ဘရိုကန်ရောက်သွားမှာဖြစ်ပါနော်နောက်တစ်ပုတ်ကတော့နော်ဘာလဲဆိုရင်အန်ကိန်းပြည့်အတွင်းတွင်ရှိသောနှစ်ထပ်ကိန်းများကိုဝိုင်းလူကိုအသုံးပြုပြီးတော့ပြန်ထုတ်ပေးပါဆိုလိုတာတင်တော့90ရိုက်လိုက်တယ်ဆိုရင် 90အတွင်းမှာရှိတဲ့နှစ်ထပ်ကိန်းနဲ့၃ညနေစပြီးတော့90အတွင်းမှာဥမာ၃ညကိုနှစ်ထပ်တင်နေဆိုရင်တော့ဘာပဲထွက်မအောင်၃ညပဲထွက်မယ်။တော့ဒါအောက်ဘအောက်ဘထွက်မဲ့ဟာလေးကိုကျွန်တော်အပြာလေးနဲ့ရေးလိုက်၃ညပဲထွက်မယ်။ပြီးသွားပြီဆိုရင်တော့ဘာထွက်မလဲဆိုရင်တင်းနှစ်ထပ်က၁ပဲနှစ်နှစ်ထပ်က၄၃သုံးနှစ်ထပ်က၉ကိုအဲ့လိုမျိုးတော့တော့ထွက်မှာအကယ်၍ကျွန်တော်တို့ကခွန်ရိုက်လိုက်တယ်ဆိုရင်နှစ်ထပ်ကိန်းတန်ဖိုးကဒီခွန်၃ ခွန်အောက်ငယ်တဲ့တံမိုးတွေကြည့်ပဲထွက်မယ်ဆိုတော့အတွက်3ည14ထိပဲတော့ထွက်မှာဖြစ်ပါအဲ့လိုမျိုးဟိုဒီမှာဆို90ဆိုတော့ဆက်ပြီးတော့သွားလိုက်မယ်3 3နှစ်ထက်က9ဟို4နှစ်ထက်က16လေးလေး16 5နှစ်ထက်က25 6နှစ်ထက်က66 36ခုနထက်က9949ထိပဲတော့ရှိမှာဖြစ်ပါရှိရှိလီ64ထိမရှိတော့ဘူးဘာဖြစ်လို့လဲဆိုရင်မထွက်ရအောင်64 50 ဲထပ်ကြီးနေလို့ဖြစ်ပါဥပမာတော့ဒီပု္ပ္ပာလေးကိုတော့အရင်ဦးဆုံးတွက်လိုက်အရင်ဦးဆုံးတွက်ဖို့အတွက်ဒီပု္ပ္ပာလေးကိုအရင်ဦးဆုံးတွက်ဖို့အတွက်တော့ဘာလိုအပ်မလဲဆိုရင်တော့အရင်ဦးဆုံးတွက်ဖို့အတွက်တော့ဒီတုံညနေပြီးတော့ကျွန်တော်1 2 3ထိတော့အစင်တိုင်းအရင် ထုံနိုင်ရမယ်ထုံနိုင်ရမယ်ဖြစ်ပြီးတော့နှုတ်ချုပ်ွက်ကဘာလဲဆိုရင်ခုနကနှစ်ထပ်တင်ပြီးတော့ကျွန်တော်တို့ဒီကိန်းလေးနောက်ဆုံးနှစ်ဆက်တင်လိုက်တဲ့ကဏန်းက ကျွန်တော် input ပေးလိုက်တဲ့ကဏ္ဍထက်ငဲနေတဲ့အချိန်မှာပဲလှုပ်လှုပ်ရမှာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်ပထမဦးဆုံးတော့ဘာပေးလိုက်မလဲဆိုရင် ANS ကိုကျွန်တော်0ပေးလိုက်မယ်အဲ့ ANS ကို0ပေးလိုက်မယ် ANS ကကျွန်တော်တို့နောက်ဆုံးနှစ်ထပ်တင်လိုက်တဲ့ကျွန်တော် game ပထမဦးဆုံးကျွန်တော်အစင်တိုင်းဖြစ်အောင်ကကျွန်တော်ရှေ့ပုံစံရေးမှာပဲကျွန်တော်လုပ်ခဲ့ပြီးပြီးကဟုတ်ပြီတော့ဒီကောင်လေးရတော့ကျွန်တော်3.1 3.5အောက်ကအခြေလေးတွေအတွက်ကျွန်တော်တို့က ကောင်လေးကိုနှုတ်သုံးထားတဲ့အောက်ကခြေလေးတွန်းပြီးသွားပြီဆိုရင်ကျွန်တော်နောက်ဆုံးနှစ်ထပ်ကင်လိုက်တဲ့ဂိမ်းကကျွန်တော်ဝင်လိုက်တဲ့ဂိမ်းထံငယ်ရမယ်ဆိုပြီးတော့နှုတ်ပေးထားတယ်အဲ့ဒီအတွက်ကျွန်တော် ANS ဆိုပြီးတော့နှုတ် A ANS လို့ပေးထားတယ်ပြီးသွားပြီဆိုရင်ဝင်လိုက်တဲ့ဂိမ်းထက်ငယ်လဲငယ်ရမယ်ညီလဲညီရမယ်ပြီးသွားရင်ကျွန်တော်ဘာလို့လိုက်လဲတော့ print ထုတ်ကြည့်လိုက်တယ်။ print ထုတ်တဲ့အခါမှာ node ဒီအောက်ဒီ output ပုံစံအတိုင်းကျွန်တော်ဘေးတိုက်လေးထုတ်ချင်တဲ့အတွက်တော့ဘေးရလေအင်းအကဆက်ဆလာခြင်း0ဟုတ်တယ်နော်0 0ဆိုပြီးတော့ကျွန်တော်ပေးထားဒီကောင်းကိုကြာကျွန်တော်ကစကွဲမတင်တော့တဲ့သဘောအင်းအကို0ဆိုပြီးတော့ပေးလိုက်ပြီးသွားရင်ကောင်းကတော့ဘာဖြတ်သွားမှာကောင်းက1ကိုဒီနေရာမှာကျွန်တော်တို့ဘာဖြတ်သွားမှာဒီနေရာမှာကောင်းက1ပထမဆုံးအပတ်မှာ1 1ကိုနှစ်ထပ်တင်တော့1မှထွက်မယ်ဟုတ်တယ်နော်1မှထွက်မယ်အပေါ်တက်သွားမယ် ီနေရာမှာ AI ကဘာဖြစ်နေမှာလဲ1ဖြစ်နေမယ်ပထမတော့ဒီပရင်ပရင်ထုတ်တဲ့နေရာမှာတော့ရေးပေးလိုက်မယ်ဒီမှာ0ထွက်မယ်ပထမတစ်ပတ်0ထွက်ပြီးသွားရင် AI ကကျွန်တော်ဒါကကျတော့ပရင်မထွက်တဲ့ဟာလေးမြားထုတ်ပြီးတော့ပရင် AI ကကျွန်တော်ဘာဖြစ်နေမလဲဆိုရင် AI က1ကောင်းကကျတော့ဒီနေရာမှာ2ဖြစ်နေမယ်ကောင်းက2ဖြစ်နေမယ်ပထမဒါ ANS ဒါကောင်း ောင်းအောင်2ဖြစ်နေမယ်2ဖြစ်တော့အပေါ်ပြန်တက်သွားပြီအင်အားက1ဖြစ်တဲ့အတွက်အန်ထက်ငယ်တယ်ငယ်တဲ့အတွက်ဒီမှာပရင့်ဘာထုတ်မယ်1ထုတ်မယ်အဲကောင်းအောင်တော့ဒီမှာနောက်ဆုံးကဘာယူထားအောင်2နှစ်ဆိုနှစ်နဲ့4 4အကောင်းအောင်ဒီနေရာမှာ3ဖြစ်သွားမယ်အပေါ်ပြန်တက်မယ်ငယ်သေးတဲ့အတွက်အင်အားက4ထွက်နေမယ်ဒီနေရာမှာအင်အားအစ်စ်ဖြစ်ပြီကောင်းကို3က3ကောင်းပါဝါအဲ3ပါဝါ 2ဆိုတဲ့အတွက်ကိုးထွက်မယ်ဒီမှာကောင်းက4ဖြစ်သွားမယ်။နော်ဒီကောင်လေးတွေပဲနော် brand ထုတ်မှာဖြစ်ပါ။ဟုတ်ပြီနော်ဒီပုံစံလေးကိုနော်တွက်ကြည့်အောင်။နောက်ဆုံးမှာမှနော်ငယ်တယ်ဆိုရင်နော်ခွန်ရိုက်တယ်ဆိုရင်ခွန်ရိုက်တယ်လို့သဘောထားလိုက်မယ်။ခွန်ရိုက်တယ်ဆိုရင်နော်ဆက်ဆလာခြင်းဒီမှာကိုးထွက်သွားတယ်။ကိုးကိုးပြီးသွားရင်ကိုးဆိုနော်အပေါ်ပြန်တက်သွားတယ်။ထွက်အောင်မလား။ဘာဖြစ်လို့ဆိုအပေါ်ပြန်တက်မှာလဲမထွက်ဘူး။ နှုတ်ခွန်းအန်တကယ်လို့အန်ကခွန်နဲ့ဆိုရင်ကိုးထံငယ်တဲ့အတွက်ဒီ connection ကမှားသွားပြီအလုံးမလုံးတော့ဒီမှာ break ဖြစ်သွားမှာဘာမှ connection wine ဘလော့တွေကမလုံးတော့ဘဲနဲ့အန် program ဆိုပြီးတော့ပေါ်သွားမှာပဲဖြစ်ပါဟုတ်ပြီနော်ဒီပုံစံလေးကိုနော်တွက်ကြည့်လိုက်အောင်နော်စမ်းသပ်ကြည့်နော်ဒီမှာဆိုရင် import ကျွန်တော်တကယ်လို့နော်ကိုးဗျာကိုးဆိုရင်နော်ဒီမှာဆိုရင်3 4 6ကိုကိုဆိုတော့ဘာလို့လဲဆိုတော့ကိုထီထွားမှာ ို့ဒီတဲ့၃ညနဲ့ရှိတဲ့ကံရဘာဖြစ်မလဲ၃ညနှစ်ထပ်က၃ညတင်းနှစ်ထပ်က၁နှစ်နှစ်ထပ်က၄၃နှစ်ထပ်က၉ဆိုတော့ကို့ထီပဲတော့ထွက်မယ်ဖြစ်ပါဟုတ်ပြီเนาะဒီနေရာမှာတော့အ program ဒီမှာဖြစ်နေတဲ့အတွက်ကျွန်တော်ဒီနားလေးမှာ under လေးနဲ့ဒီကောင်လေးရိုက်လိုက်မယ်ဟော print ပြန်ထုတ်ကြည့်လိုက်မယ်ကို့ဆိုတော့ကို့ထီထွက်မယ်ဟုတ်ပြီเนาะခွန်းဆိုရင်လေးထီပဲထွက်အောင်ပါ program run လိုက်မယ်ခွန်ရိုက်ထင်မယ်အဲ့မှာခွန်ဆို3ညနေ၄ ठी ပဲထောက်မှာဖြစ်ပါကျွန်တော်ဆုံးနေချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ